ခြင်းထဲတော်မဟုတ်ပဲအမှန်ကန်သဲချောက်ခဲ့တဲ့ဖြစ်စဉ်များတောက်ခတ်ထားတဲ့စာသင်ခန်းတကားတွေရဲ့နောက်ကွယ်နဲ့မိန်ဖြောင်းနေတဲ့ကျောင်းစင်းကျင်တွေမှာစက်သိန်းထားစရာကောင်းတဲ့ကိစ္စတွေရှိနေပါတယ်။အရန်ကိုကျောင်းစင်အကောင်းလို့လို့ဝန်ထမ်းတွေကိုထုံမပြောဖို့ပိတ်ပင်ထားတဲ့ကိစ္စတွေအကြောင်းရင်းမသိရပဲပျောက်သွားတဲ့ကျောင်းသားတွေဘယ်သူမှမရှင်းပြနိုင်တဲ့ CCTV မှတ်တမ်းတွေပိတ်ထားတဲ့အခန်းခွင်လိုက်ချိန်မှာထွက်လာတဲ့ကြောချမ်းစရာအတန်အတန်ကြီးတွေစသဖြင့်ထိန်းလန့်စရာအဖြစ်အပျက်တွေကိုဒီဗီဒီယိုမှာတွေ့ရမှာပါ။ဒီမှတ်တမ်းတွေကဂျင်းထည့်ထားတာမဟုတ်ပါဘူး။ ထူးဆန်းလုံးလုံးလူတွေကအင်တာနက်ပေါ်မှာအချင်းချင်းရှာဖွေကြည့်ရှုနေကြတာပါ။သင်ကမကြောက်တဲ့သူဒီလိုကိစ္စတွေကိုကြောက်ကြောက်နေပဲဆက်ဆုပ်ကျင်သူဆိုရင်တော့ဒီဗီဒီယိုလေးကအသင့်အတွက်ပါပဲ။အဲဒါကြောင့်ကော်ဖီလေးတစ်ခွက်ဖြောရှူစေးဖူးလေးအနားပါဆောင်ပြီးဆောင်းလင်းချုံကဗီဒီယိုကိုလိုက်ပါကြည့်ရှုလိုက်ပါ။မီးပိတ်နကြက်တက်ပြီးကြီးဖို့ကိုလည်းတိုက်တွန်းလိုက်ပါရင်ဒီညာဆောင်ကစာသင်ခန်းထဲမှာမိုးပြံမှုပေါင်းတွေကိုတွင်ပြီးတမျိုးတမီခန်းစားခဲ့ရတာပါဒီဘောလုံးတွေကမိုးပေါ်လဲမတက်မြေပြင်ပေါ်လဲပြန်မကြပဲနေထဲမှာတန်းလန့်ဖြစ်နေခဲ့ပါတယ် ဓာတ်ငွေမရောမတင်အခြေအနေမှာဒါမျိုးဖြစ်တတ်တဲ့အတွက်ညာဆောက်လည်းထွ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 မစင်သာမိခဲ့ပါဘူး။ဒါပေမဲ့ဘူပေါင်းအနီတလုံးကသူ့ဘက်ရွေ့လာတဲ့အချိန်မှာတော့လန်သွားပါပြီ။အဲဒါကြောင့်အခန်းအပြင်ကိုပြေးထွက်သွားခဲ့တာပါ။ဒါပေမဲ့ဘောလုံးကြီးကသူ့နောက်ကိုလိုက်လာပါရင်အခန်းအပြင်ကိုရောက်တဲ့အထိပါပဲ။အဲဒီနေ့ကအကြောင်းနဲ့မှလေးလည်းမတိုက်ပါဘူး။ဘောလုံးကြီးကကော်ရီဒါအချိုးအထိလိုက်လာခဲ့တာပါ။ညာဆောက်လည်းဒီမြင်ကွင်းကိုကြည့်ပြီးချက်သိန်းတွေတစ်ပြက်ပြက်ထလာခဲ့ပါရင်နောက်နေ့ကျတော့ခွင့်ယူလိုက်ရတဲ့အထိပါပဲ။သူကြုံခဲ့တဲ့ကိစ္စကတမန်မဟုတ်ဘူးဆိုတာကိုသူကိုယ်တိုင်ကလည်းနားလည်နေခဲ့တာပါ။ အဲဒီနောက်ပိုင်းညာဆောင်ရတဲ့အချိန်တိုင်းမှာလည်းအခန်းနေဘက်ကိုခြေဦးတော်မလဲရဲတော့ပါဘူးဘောလုံးပွဲတွေကတည်ရင်အထက်တန်းကျောင်းဘောလုံးပွဲတစ်ခုမှာမိဘတယောက်ကခြေရလီတာကောင်မလေးကိုဗီဒီယိုရိုက်နေခဲ့ပါတယ်ဒီအဖွဲထဲမှာတမိဖြစ်သူပါနေလို့ပါပဲဒီအချိန်မှာပဲဘောလုံးကွင်းထဲမှာဖျက်ပြေးတဲ့အရေးတစ်ခုကိုတွေ့လိုက်ရပါတယ်ဒီရိတ်ကလူတွေနားကနေဖျက်ပြေးနေခဲ့တာပါဒါပေမဲ့ဘယ်သူမှဒါကိုမသိပါဘူးဒီဗီဒီယိုထွက်လာပြီးနောက်မှာတမိလေးကလည်းအမေဖြစ်သူဘက်ကထောက်ခံခဲ့ပါတယ်သူမိကဖုန်းခေါ်တာနဲ့ကင်မရာသုံးတာပဲလုတ်တဲ့အကြောင်းကိုပါ အဲအကြောင်းရေကင်းကြောင်တောင်လူကြားထဲဖျက်ပြီးတဲ့အရေးကိစ္စကမရှင်းနိုင်တဲ့ဘေးအနေတစ်ခုဖြင့်ကြံရည်နေခဲ့ပါတယ်။ Ghost Center နဲ့အာရှတရင်ဒီလိုတွေကတော့အနောက်တန်း Ghost Center တွေပါအခုလည်းတရင်6တယ်လို့နာမည်ကြီးနေတဲ့အစာအုပ်တွေကိုတရင်ရှာထွက်နေကြတာဖြစ်ပါတယ်။သူတို့ရဲ့တွေ့ကြုံရထိုးဆန်းတာတစ်ခုကိုတွေ့ရမယ်လို့လည်းရိပ်မိနေကြတာပါ။ဒီအချိန်မှာပဲတရင်တကောင်ကသူတို့ကိုကိုတင်ထွက်ပြပါတယ်။ဒီတရင်ကအရှေ့တိုင်းတရင်လို့ဝိယုံဖြူဝင်းသမင်ဖားလာခြားရခဲ့တာပါ။နောက်ပြီးလေထဲမှာလွင့်နေပါတယ်။ ခိုးဆန္ဒတွေကအနာကပ်ဖို့ပြင်လိုက်ချိန်မှာပဲဒီတရဲကအနေရဲကိုတိုးဝင်ပြီးပျောက်ွယ်သွားခဲ့တာပါဒါပေမဲ့ဒီအဖြစ်အပျက်ကိုကင်မရာနဲ့ရိုက်ထားနိုင်ခဲ့တဲ့အတွက်ဂိုဟန်တာတွေအတွက်အောင်မြင်တဲ့ရှာဖွေမှုတစ်ခုဖြစ်ခဲ့ရပါတယ်ဆွေမြေခံကျောင်းသားဝိညာဉ်ဆွေမြေခံဆောင်းတွေကဝိညာဉ်တွေအတွက်တော့ခိုးအောင်မှုနေရာကောင်းတစ်ခုပါပဲဟိုစတယ်မြို့အပြင်ဘက်မှာလည်းဆွေမြေခံကျောင်းတစ်ခုရှိပါတယ်ဒီကျောင်းကိုဘာဖြစ်လို့ပိတ်ခဲ့တာလဲဆိုတာကတော့မသိရပါဘူးနောက်ပြီးဒီနေရာကတရဲအရန်6တယ်လို့နာမည်ကြီးတဲ့အတွက်တော်တော်များများကရှောင်ကြပါတယ် ဒါပေမဲ့ YouTuber တစုကတော့နာမည်ကြီးအောင်ဆိုပြီးကြောင်းထဲဝင်ခဲ့ကြပါတယ်။ဝင်ချင်းမှပဲလေလုကချက်ချင်းပြောင်းလဲသွားတယ်လို့ခန်းစားရပြီးအားလုံးချက်သိမ်းနေထားလာခဲ့တာပါ။နောက်ပြီးဝင်ရင်နိုင်တဲ့အရေးတွေကစောင့်ကြည့်နေကြတယ်လို့ခန်းစားရပြီးအရက်လေးမျက်နှာကထွက်လာတဲ့ညီးတန်တဲ့တဲ့ကိုလည်းအားလုံးကြားလိုက်ရပါတယ်။ဒါပေမဲ့ YouTuber တွေကအဖွဲလိုက်ဆိုတော့အသိမကြောက်ကြသေးပါဘူး။ဟိုဒီဒီရှောက်ကြည့်နေတော့စာသင်ခန်းတစ်ခုတည်းကထွက်လာတဲ့အရေးကိုတွေးလိုက်ချိန်မှာတော့အားလုံးလန့်ဖြန့်သွားကြပါတယ်။ဒီချိန်မှာတော့မတိုင်မင်ထားရပဲအားလုံးထွက်ပြေးခဲ့ကြတာပါ။နောက်ပြီးအဲဒီကျောင်းဘက်ကိုခြေဦးတော်မလဲကြတော့ပါဘူး။ သူတို့မြင်ခဲ့တဲ့အရေးကဘာလဲဆိုတော့အားလုံးကတေချာနားလည်သွားကြကြလို့ပါပဲပိတ်ထားတဲ့စာသင်ခန်းကိုဆက်စုပြီးဖွင့်မိတဲ့အကြောင်းသူလေးတွေအဖြစ်ဆယ်ကျော်တန်းအကြောင်းသူလေးတစုကလည်းဆက်စုခြင်းစေးကြောင့်နှစ်ပေါင်းများစွာတော့ခတ်ပိတ်ထားတဲ့စာသင်ကျောင်းတစ်ခန်းကိုခိုးဖွင့်ဖို့ကြိုးစားခဲ့ပါတယ်သူတို့ကတော့စွန်သားခန်းတစ်ခုဖွင့်နေတယ်လို့စိတ်လှရှားနေကြတာပါတကယ်တော့ဒီစာသင်ခန်းရဲ့တင်းနေကလည်းမွေးနေကြတာဖြစ်ပါတယ်ဒါပေမဲ့ကောင်းတဲ့ဘက်ကတော့မဟုတ်ပါဘူးကျောင်းဆင်းခြင်းရောက်တော့ကျောင်းသူလေးတွေလည်းကျောင်းထဲခိုးဝင်ခဲ့ပြီးပိတ်ထားတဲ့ခန်းရှိကိုရောက်လာပါတယ် ပြီးတော့အစီအစဉ်တိုင်းတော့ဖြတ်ပြီးအခန်းတကားကိုခန့်ဟလေးတွန်းဖွင့်ခဲ့တာပါဖွင့်ဝင်ခြင်းမဲ့ကျောင်းဆရာအတန်တန်ကြီးထွက်လာခြင်းမှာကျောင်းသူလေးတွေလည်းအမားလုံးမိပြီဆိုတာကိုနားလည်သွားပါရင်ပြီးတော့အခန်းကိုတော့ပြန်မပေးနိုင်တော့ပဲထွက်ပြေးကြတာပါဒီအချိန်မှာတော့အခန်းကိုဘာကြောင့်ပိတ်ထားရလဲဆိုတာကိုပါနားလည်သွားကြပါရင်တဲချောင်းလုံးလုံးသတိပေးထားတဲ့ကျောင်းအင်ဒိုနီးရှားကစာသင်ကျောင်းတစ်ခုကညဘက်ဆိုရင်ထူးဆန်းတဲ့ကိစ္စတွေဖြစ်တတ်တယ်လို့နာမည်ကြီးပါရင်အဲ့တော့ထန်းတန်းကျောင်းသားတချို့ကတော့သိမြင်အောင်ကြပါဘူး။လူငယ်ပြည်ပြီးဆက်စုခြင်းနဲ့စိတ်လေးကလည်းရှိနေခဲ့ကြတာပါ။ အဲဒါကြောင့်ညဘက်ကြီးအဖွဲလိုက်ကျောင်းထဲကိုခိုးဝင်ခဲ့ကြပါရင်အစပိုင်းမှာတော့အားလုံးကပုံမှန်လိုပါပဲအဲဒါကြောင့်ကျောင်းသားတွေကတင်းချောက်တဲ့ကိစ္စကိုပုံကြီးချဲ့ပြောနေတာလို့တော့ထင်နေခဲ့ကြပါရင်ဒါပေမဲ့အသိမကြာခင်မှာကိစ္စတွေကထူးဆန်းလာပါရင်သူ့အနေနဲ့သူငြိမ်သက်နေတဲ့အခန်းတစ်ခုကမီးတွေပွင့်လိုက်ပိတ်လိုက်ဖြစ်လာခဲ့တာပါမသိရင် disco light တွေဖွင့်နေသလိုပါပဲထူးဆန်းတဲ့ဒီကိစ္စကြောင့်ကျောင်းသားတွေလည်းနည်းနည်းတော့အကြောက်သွားပါရင်ဒါပေမဲ့ဆက်စုပ်ကျင်စိတ်ကကြီးစိုးနေလို့ရှေ့ဆက်တိုးခဲ့ကြပါရင်ဒီအချိန်မှာပဲ corridor မှာရှေ့ရဲ့ထိုင်ခုံတွေကသူတို့ဘက်ကိုအလိုလိုရွေလျားလာခဲ့ကြတာပါ ီချိန်မှာတော့ចောင်းသားတွေလည်းဟန်ကုတ်ဖို့မလုံနိုင်ကြတော့ပါဘူး။ចောင်းထဲကနေဖနောင်းနဲ့တင်မှာတသားတည်းကြောက်အောင်ပြေးထွက်လာခဲ့ကြတာပါ။တင်းရဲ့ချောက်တဲ့တိုက်ပြက်ကိုမှသွားလည်ကြသူများအီရတ်ကတိုက်ပြက်တစ်ခုကလူငယ်တွေ gravity ဆွဲတဲ့နေရာဖြစ်ခဲ့တာပါ။ဒါပေမဲ့တင်းရဲ့ချောက်တဲ့ကိစ္စတွေဖြစ်ပြီးနောက်ပိုင်းလူငယ်တွေလည်းမသွားရဲကြတော့ပါဘူး။တခြားကအလေလာတဲ့ခီးသွားတစ်ဖွဲကဒီအချောင်းကိုကြာပြီးစိတ်ဝင်စားသွားခဲ့ပါရင်အဲဒီနောက်အဖွဲလိုက်ကြီးအဲ့နေရာကိုချိတက်သွားခဲ့ကြတာပါ အဖွဲ့ကလည်းတောင်းနေကင်းပိုင်းကလည်းဖြစ်နေလို့သူတို့ကအသိမကြောက်ကြပါဘူး။တချို့ကတော့ဖုံးဖွင့်ပြီးဘာဖြစ်ဖြစ်မှတ်တမ်းတင်နိုင်ဖို့လုပ်နေခဲ့ကြတာပါ။ဒီချိန်မှာပဲအရေးတစ်ခုကအကျဉ်းမြင်ပေါ်ကနေပေါ်လာပါရဲ့။နောက်ပြီးလူတယောက်ပုံစံလိုမျိုးဖြစ်လာခဲ့တာပါ။ဒီမြင်ဝင်းကိုတစ်ပွဲလုံးကမြင်လိုက်ရသလိုဗီဒီယိုလည်းရိုက်ကူးထားနိုင်ခဲ့ပါရဲ့။ဒီလောက်နဲ့လုံလောက်သွားတဲ့ခေးတဲ့အဖွဲ့ကလည်းချက်ချင်းပဲအောက်ကိုဆင်းပြေးလာခဲ့ကြတာပါ။အပြင်ဘက်ကိုရောက်မှတပြင်းကိုစီချနိုင်သွားကြပါရဲ့။ပြောင်းချချောက်တဲ့တဲ့စာသင်ချင်းအများစုကပြင်းစရာကောင်းပါရဲ့။ဒီစာသင်ခန်းကလည်းတူတူပါပဲ။ ဆရာကလည်းအတန်းပေးချိန်ကိုမျှော်လင့်နေတယ်လို့ចောင်းသားတွေကလည်းသူတို့ပဲဖြစ်ပါတယ်။သူတို့မသိတာကသူတို့လိုပဲပြင်းနေတဲ့တခြားသူတွေရှိနေတယ်ဆိုတော့ပါပဲ။နောက်ဆုံးအဲ့ဒီသူတွေကပြင်းနေမှုကိုမခံနိုင်တော့ပဲလှုပ်ရှားလာကြပါတယ်။အဲ့ဒါကတော့ဆရာစပွဲကိုဆွဲဆောက်လိုက်တာပါပဲ။ဒီကိစ္စကြောင့်အားလုံးလည်းကြောင်သွားပါတယ်။ခဏအကြာမှာတော့ဇွဲဘော်ကပစ္စည်းတွေတစ်ခုမိတစ်ခုလွင်ထွက်ကုန်ပါတယ်။ဒီချိန်မှာရောဆရာရောចောင်းသားတွေပါသဘောပေါက်သွားကြပါပြီ။သူတို့အခန်းထဲမှာတရေတကောင်တောင်းချမ်းနေတယ်ဆိုတော့ကိုပါပဲ။ ဒီအချိန်မှာတော့အားလုံးလည်းအခန်းပြင်ထွက်ပြေးဖို့ကြိုးစားနေကြကြတာပါအဲ့ဒီနေ့ကအဖြစ်အပျက်ကြောင့်အဲ့ဒီစာသင်ခန်းကိုရာသက်ပံပိတ်ခဲ့ရတဲ့အထိဖြစ်ခဲ့ရတာပါညဆောင်တဲ့အပေါ်အလုပ်တမညဆောင်တဲ့ရန်လောက်ကလည်းတိတ်မလဲလာပါဘူးအထူးသဖြင့်တယောက်တည်းရှိရမယ့်အချိန်မှာမဖိထားတဲ့သူတွေပေါ်လာရင်ပိုခက်ခဲပါရင်အင်းဒီကတမန်လိုပါပဲညာဆောက်ကအောက်ဖက်မှာမရှိနေတော့အပေါ်ဘက်ကအတန်နေကြားလိုက်ရလို့တက်ကြည့်ပါရင်ဒါပေမဲ့မတင်ကားစရာဘာမှမတွေ့ရပါဘူးအဲဒါကြောင့်ညာဆောက်လည်းအောက်ကိုပြန်ဆင်းလာခဲ့တာပါဒီအချိန်မှာပဲအတန်ကလည်းပြန်ထွက်လာပါရင်အဲဒါကြောင့်ညာဆောက်လည်းတဖန်ပြန်တက်ကြည့်ပါရင် ဒီခါမှာဘာမှလည်းမတွေ့ရပါဘူးဒီလိုနဲ့နှစ်ချိန်သုံးချိန်လောက်ဆက်ဖြစ်နေချိန်မှာညဆောက်လဲ CCTV ကိုတွားကြည့်ပါရင်အဲ့တော့မှသူအောက်မှာရှိနေတော့အပေါ်ကအရင်တစ်ခုဖြက်ဖြက်ပြေးနေတာကိုတွေ့လိုက်ရတာပါဒေမင်ဝင်းကျောင်းညဆောက်လဲလားကုံထီတော်မဆောက်တော့ပဲအလုထွက်ခဲ့လိုက်ပါတော့တယ်ကျောင်းတွေကထိုးဆန်းတဲ့အရေး2016ခုနှစ်မှာထွက်လာတဲ့ဗီဒီယိုတစ်ပုဒ်ကတော့လူပြောသူပြောများခဲ့ပါတယ်ကယ်လီဖိုးနီးယားကောလိပ်တစ်ခုကညဆောက်ဝန်ထမ်းကသူ့တာဝန်အတိုင်းဓမေးတလက်နဲ့ကျောင်းထဲမှာဟိုဟိုဒီဒီရှောက်ကြည့်နေခဲ့ချိန်မှာဒီကိစ္စကိုတွေ့ခဲ့ရတာပါပထမတော့အတန်ခက်ချေချေတစ်ချက်ကိုကြားလိုက်ရပါတယ် အဲအကြောင်းညဆောက်လဲအတန်လာရကိုသွားကြည့်ခဲ့တာပါဒီအချိန်မှာပဲအရေးတစ်ခုကနေကားတောင်ချိုးတစ်ခုတည်းကိုလှစ်ကနေဝင်သွားတာတွေ့လိုက်ရပါတယ်ညဆောက်ကလည်းတကိုးထင်ပြီးအမြန်ပြေးကြည့်လိုက်ပါတယ်ဒါပေမဲ့နေကားတခွင်ကဗလာကျင်းနေခဲ့တာပါလို့ဆိုရင်ဒီနေရာမှာခက်မမြန်ပြောက်သွားဖို့ဖြစ်နိုင်ပါဘူးနောက်ရက်မှာတော့ညဆောက်လဲအကြောင်းအရာစဉ်ကိုလိုက်မေးခဲ့ပါတယ်အဲ့ခါကျမှလွန်ခဲ့တဲ့နှစ်တည်းကအကြောင်းသူလေးတယောက်ဒီနေကားကနေပြုတ်ကျပြီးဆုံးမခဲ့ရတာကိုသိလိုက်ရပါတယ်ဒီခါကျမှသူတွေးလိုက်ရတဲ့အရေးဟာအကြောင်းသူလေးရဲ့ဝိညာဉ်ဆိုတာကိုသဘောပေါက်ပြီးစက်သိန်းနေထားနေခဲ့ပါတယ်ခွေးပြောက်သူတရေတွေ့ ိမ်မွေးခွေးလေးတွေပျောက်သွားရင်တခင်ကလည်းရင်ပူရပါတယ်ဒီလူကလည်းသူ့ခွေးလေးပျောက်သွားလို့နေရာအနှံ့လိုက်ရှာရင်ကြောင်းပြတ်တစ်ခုလည်းရောက်သွားခဲ့တာပါဗဇက်ကလည်းသူ့ခွေးလေးရဲ့နာမည်ကိုတကြော်ကြော်နဲ့အော်ခေါ်နေခဲ့ပါတယ်တခါလေကြတော့လည်းပြန်ထူးသလိုအတန်တူတူလေးတွေကြားရလို့တခင်လည်းအားတက်ပြီးကြောင်းကျိုးကြောင်းချားမကြံအောင်လိုက်ရှာနေခဲ့တာပါဒီချိန်မှာပဲအခန်းတစ်ခုထဲကထိုင်ကုန်ဆဲတယ်လည်းကြားလိုက်ရပါတယ်တခင်ကအတန်ကြားရဓမီးထိုးကြည့်လိုက်တော့ထိုးဆန်းတဲ့မြင်ကွင်းကိုတွေးလိုက်ရပြီး နထင်မွေးတွေထောင်သွားခဲ့တာပါအဲ့ဒါကတော့သူ့လိုလိုလှုပ်နေတဲ့ထိုင်းကုန်တစ်ခုပါပဲဒီချိန်မှာတော့တခင်လဲခွေးလေးကိုတော့သတိမရတော့ပဲဘေးကျအောင်ထွက်ပြေးခဲ့ရပါတယ်တဲချောင်းလုံးနဲ့အကြောင်းဒီကြောင်းကညဘက်တွေဆိုရင်တဲချောင်းလုံးနဲ့လုံးနဲ့ကြီးနေခဲ့တာပါဒါပေမဲ့ကျောင်းတော်ဝင်ရှုတွေကတော့ဒီကိစ္စကိုမဟုတ်ကြောင်းညင်းချက်ထုတ်ခဲ့ပါတယ်တဲရကျတော့ဒီကြောင်းရဲ့ CCTV မှတ်တမ်းတွေပေါက်ကြားသွားခဲ့တာပါဗီဒီယိုထဲမှာတော့ညဘက်ရောက်ပြီဆိုရင်ဈေးညလန်းကလော်ကာတွေလှုပ်ယမ်းနေတာပါထဲထားတဲ့လွယ်အိတ်တွေကိုပြစ်ပေါက်လိုက်တာထိုင်းကုန်တွေရှောင်းရွှေ့နေတာကိုတဲတဲကွဲကွဲတွေ့ရမှာဖြစ်ပါတယ် ဒီအချိန်မှာတော့တာဝန်ရှိသူတွေလည်းတရေ6တဲ့အကြောင်းကိုဖုံးကွယ်ထားလို့မရတော့ပါဘူး YouTuber နဲ့လူငယ်တရေ YouTuber တယောက်ကတော့ကလေးတရေ6တဲ့ဆိုပြီးနာမည်ကြီးတဲ့အစာအုပ်ပြတ်တစ်ခုထဲမှာရိုက်ကွေးလုပ်ခဲ့ပါရင်သူကိုယ်တိုင်ကတရေသိမ်းမကြောက်တတ်တာဖြစ်လို့အရာအလုံးဟာတည်တည်ငြိမ်ပါပဲ YouTuber ကတရေနဲ့ဆက်သွယ်ဖို့စ조사နေပါရင်ဒီအချိန်မှာပဲပစ္စည်းပြပောက်တန်နေကြရပြီးထိုးဆန်းမှုတွေစတွေ့လာခဲ့ရတာပါ YouTuber ကတော့ဒီမှာနေတဲ့သူနဲ့စကားပြောဖို့စ조사နေကြအောင်ရှင်းပြပါရင်ဒီအချိန်မှာပဲ ငါဒီမှာနေတာဆိုတဲ့လူငယ်တယောက်အတန်ကိုပြပြတတကြားလိုက်ရပြီးပစိကြတန်နေပို့ချမ်းလာခဲ့တာပါ YouTuber ကစကားဆက်ပြောကြည့်ဖို့ကြိုးစားခဲ့ပေမဲ့သူ့ကိုအလိုမရှိကြောင်းသိတာနေတဲ့အတွက်ပစိတွေတိမ်ပြီးပြန်လာခဲ့ပါတယ်သူနားထဲမှာတော့ငါဒီမှာနေတာဆိုတဲ့အတန်တွေကပဲတင်တန်ထက်နေအောင်ကြားရောက်နေခဲ့ရတာပါကျောင်းသားဝိညာဉ်မနက်ခင်းအဆမ်ဘလီအချိန်မှာကျောင်းသားကျောင်းသူတွေစုဝေးနေရပါတယ်ဆရာတယောက်ကတော့ဒါကိုဗီဒီယိုရိုက်ပြီးမှတ်တမ်းတင်နေခဲ့တာပါကလေးတွေကအတန်းလိုက်စီရပြီးလုံးဆရာရှိတာတွေလုံးနေခဲ့ပါတယ် ။ကျောင်းသချင်းဆိုစီလောင်းစကားပြောပြီးချိန်မှာကလေးတီကဥညွံ့ပြီးအယုဒေပေးနေကြတာပါ။ဒါပေမဲ့နောက်ဆုံးတက်ရဲ့နောက်ဖက်မှာတော့ကလေးတယောက်ရဲ့ပုံရိပ်ကိုဝိုးတဝါတွေ့လိုက်ရပါတယ်။သူကတယောက်တည်းဖြစ်နေကြတာပါ။ပထမတော့ဆရာကဒီပုံရိပ်ကိုသတိမပြုမိခဲ့ပါဘူး။ဗီဒီယိုဖိုင်ကိုပြန်ကြည့်တော့မှတွေ့လိုက်ရတာပါ။နောက်ပြီးသူ့မျက်လုံးကိုလည်းမယုံနိုင်ဖြစ်သွားပါတယ်။ကလေးတယောက်တန်းစီတဲ့နေရာကနေထွက်သွားတာလားလို့လည်းထင်ကြတာပါ။အဲ့ဒါကြောင့်ဗီဒီယိုတွေကကလေးတွေကိုလိုက်ရည်ကြည့်တော့စင်းရင်တွေကတည်းကတယောက်ပုံနေတာကိုတွေ့လိုက်ရပါတယ်။ဒီကိစ္စကဘာဖြစ်နိုင်မလဲဆိုတာကိုတော့ပြောမပြလဲသိကြလိမ့်မယ်လို့ယူဆလိုက်ပါတယ်။ ပုံမှန်မဟုတ်တဲ့တွေ့ဆုံမှုနည်းနည်းဆက်စုတဲ့လေလူတယောက်ကလည်းတရေ6တဲ့လို့နာမည်ကြီးတဲ့တိုက်ပြတ်တလုံးတဲကိုတကိုယ်တော်စူးစမ်းရင်ခေးထွက်ခဲ့ပါရင်ပေါင်မဲနေတဲ့ဇင်းညံလန်းနာတခုအယောက်မှာတော့မမြင်နိုင်တဲ့လေလူကသူ့ကိုတိုးတိုက်သွားတယ်လို့ခန်းစားခဲ့ရပါရင်ချက်သိန်းနည်းနည်းထားသွားပေမဲ့အဲ့ဒီသူကအာတင်မီရှေ့ဆက်လျှောက်ခဲ့ပါရင်ဒီအချိန်မှာပဲတောင်းတောင်ကြီးရက်နေတဲ့လူရဲတခုကိုဘွားကနေတွေ့လိုက်ရတာပါကြီးနေရင်ဒီလူရဲကြီးကတောင်းတောင်ကြီးပဲလဲကျသွားပါရင်အဲ့ဒီလူကလည်းတတိထံမွေးလိုက်ပြီးအနာကက်ကြည့်လိုက်တာပါအဲ့ဒီခါကျမှ fashion ဆိုင်တွေမှာတုံးတဲ့ ဓာမီရုပ်တရုပ်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့မျက်နှာကတော့ကြောင်စရာပုံစံဖြစ်နေတာပါပြီးတော့လေမတိုင်းတဲ့တိုင်းမြတ်ထဲမှာသူရောက်လာတော့မှတိုက်တိုက်ဆိုင်ဆိုင်လဲချသွားခဲ့တာကိုလည်းမယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်ဆင်းရုံဟောင်းကမချွတ်မလွတ်ဝိညာဉ်များခွင်းညင်တွေအများဆုံးခေါအောင်တရာကတော့ဆင်းဥဟောင်းနေပါပဲအခုလည်းလူလူစုကဆင်းဥဟောင်းတစ်ခုကိုသွားပြီးထူးခြားတဲ့အတွေ့အကြုံတွေရှာဖွေနေကြတာပါသိမကြခင်မှာပဲသူတို့မျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်လာရပါတယ်ဆင်းကြံလမ်းမှာရှိတဲ့ဝီးချဲကသူတို့ဘက်ကိုအလိုလိုရွေးလာနေတယ်လို့ ရင်းဘော့ကလည်းသူတို့ကိုကြည့်နေတဲ့အရေးတီကိုလည်းတွေးခဲ့ရတာပါ။ဒီအဖွဲ့ကတော့တတိမွေးပြီးမြင်ရသမျှကိုမှတ်တမ်းယူပါရင်ဒါပေမဲ့သိမ့်မချခဲ့ပါပဲတုံ့ပြန်မှုတွေကပိုကျန်းလာလို့အစိုးရတဲကလည်းထွက်လာခဲ့ကြတာဖြစ်ကြောင်းဝေမျှလိုက်ရင်အမှန်ကန်တဲ့6တဲ့အဖြစ်အပျက်များအပိုင်းတစ်ကိုအနီးကောင်းချုပ်လိုက်ပါရင်အပိုင်းတွေမှာဒီလိုကျန်းတဲ့ကိစ္စလေးတွေနဲ့ထပ်ဆောင်ကြပါမယ်။အဆုံးထိကြီးစုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။